ကပ်ကပ်ရဲ့လူတည်နေတဲ့အချက်နှစ်ချက်ကိုပြပြပေးမယ်။ဒီအချက်နှစ်ချက်ကိုတည်ထားပြီးသွားရင်ဗီဒီယိုတွေဖန်တီးတဲ့အခါမှာနှစ်ဆလောက်အချိန်ကိုတက်တာသွားလိမ့်မယ်။ဒီနေ့မှာတော့ကပ်ကပ်နဲ့ပတ်သက်ပြီးလူတည်နေတဲ့အချက်နှစ်ချက်ကိုပြပြပေးမှာဖြစ်ပါတယ်။ပထမဆုံးချက်ကတော့ copyright checker ပဲဖြစ်ပါတယ်။ဒီ copyright checker ကဘယ်လိုအလုပ်လုပ်လဲဆိုရင်ကိုကဆိုရှယ်မီဒီယာမှာတင်ဖို့ဗီဒီယိုတွေလုပ်တဲ့အခါဗီဒီယိုမှာကိုထက်တုံးထားတဲ့တခြင်းတွေနဲ့ background music တွေက copyright ညှိနိုင်လားဆိုတာကိုတခါလေးစစ်ကြည့်လို့ရတာပဲဖြစ်ပါတယ်။ ဘယ်လိုတော့လဲဆိုရင်ပထမဆုံးကိုထည့်ထားတဲ့အတန်ဖိုင်ကိုထားလိုက်မယ်ပြီးရင်အောက်မှာရှိတဲ့ copyright ဆိုတာကိုနှိပ်လိုက်မယ်ဒီနေရာမှာအပေါ်ကတစ်ခုကတော့ export ထုတ်ပြီး video ကိုတင်မဲ့ဆိုလို့ရှိရင် copyright ညှိနိုင်လားဆိုတာကို check လုပ်ပေးတာပဲဖြစ်ပါတယ် Facebook YouTube မှာသုံးဖို့အတွက်ဆိုရင် background music တွေကိုစထည့်တဲ့အပိစာဘေးနဲ့ choices လိုနေရာတွေမှာ download လုပ်ပြီးသုံးတာပို့ပြီးတော့မှစိတ်ချရပါတယ်။ပြီးရင်အောက်ကတစ်ခုကတော့ကိုသုံးထားတဲ့အသံတွေက TikTok မှာတင်မဲ့ဆိုလို့ရှိရင် copyright ညှိနိုင်လားဆိုတာကိုတစ်ခါတည်းစစ်ပေးတာပဲဖြစ်ပါတယ်။ check ဆိုတာကိုနှိပ်လိုက်တာနဲ့ copyright ညှိမယ်ဆိုရင်လာပြပေးတာဖြစ်လို့တင်ပြီးမှ copyright ညှိလို့ပြန်ဖြတ်ပြီးအစအပြန် edit လုပ်ရတဲ့ကိစ္စတွေရှိတော့မှာမဟုတ်တဲ့အတွက်အရန်ကိုအချိန်ကိုတတ်တာစီမှာပဲဖြစ်ပါတယ်။တခုပြောပြရရှိတာကဗီဒီယိုမှာအတန်ပါပြီးသားဖြစ်နေရင် copyright စစ်ဖို့နေရာကိုရှာလို့မရပါဘူး။ဒီလိုအချိန်ဒီမှာဆိုရင်ဗီဒီယိုကိုထောက်လိုက်ပြီးအောက်က extra audio ဆိုတာကိုနှိပ်လိုက်မယ်။ဗီဒီယိုနဲ့အတန်နဲ့တခုချင်းစီထွက်လာပါလိမ့်မယ်။ဒါဆိုရင်အတန်ကိုထောက်ပြီး copyright check လုပ်လို့ရပါပြီ။ နောက်တစ်ခုကတော့ AI နဲ့နောက်ခံစကားပြောတွေကိုလုပ်တဲ့အခါအတန်တွေကိုတခြား AI တစ်ခုခုမှသွားလုပ်เสียရမလို့ပဲနဲ့ကပ်ကပ်ထဲမှာပဲတခါတည်းလုပ်လို့ရပါတယ်။အခုလုပ်လို့ဖို့အတွက်ကိုပြောချင်တဲ့စာသားတွေကိုအရင်ရေးထားပြီး copy ယူပါမယ်။ပြီးရင်အောက်မှာရှိတဲ့ text ဆိုတာကိုဝင်ပါမယ်။အဲ့ဒီမှာ text to audio ဆိုတာကိုရှိပါတယ်။အဲ့ဒါကိုနှိပ်ပြီး copy ကူလာတဲ့စာတွေကို paste ချပါမယ်။ဒီရောက်က mobile ဆိုတဲ့နေရာမှာ channel တက်တဲ့အတန်တစ်ခုခုကိုရေးချယ်ပါ ။စကားပြောတဲ့ရင်အနည်းအမြန်ကိုတော့ဒီ setting ပုံလေးကိုနှိပ်ပြီးစိတ်ကြိုက်ချိန်ကြီးလို့ရပါတယ်။ဒါဆိုရင်နောက်ခံစကားပြောတွေကိုတခြားအရာတစ်ခုစီမှာသွားပြတော့မှတကူးတကားထုတ်ဆရာမလိုတော့ပါဘူး။အချိန်ကုန်လဲတက်တာသွားပါတယ်။ဒီနီလန်းလေးတွေကိုတည်ထားမယ်ဆိုရင်ဗီဒီယိုတစ်ခုဖန်တီးတဲ့အခါမှာ smart ကြကြနဲ့အချိန်ကုန်တက်တာစီမှာပဲဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အပန်းမကြည့်ရင်ဗီဒီယိုလေးကိုအသေးပေးခဲ့ပြီးသိချင်တာလေးတွေကို comment မှာမေးခဲ့လို့ရပါတယ်။နောက်ထပ်ဗီဒီယိုတွေလည်းတင်ပေးအောင်မှာဖြစ်လို့ channel လေးကို follow လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။